င်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါမယ်နေပြည်တော်ကိုဗဟုပြုပြီးဒီကနေ့မနက်အစောပိုင်းကလင်းလှုပ်ခတ်ခဲ့ပြီးပြည်သူများနဲ့နန်းစီရဲဝန်ထမ်းများထိတ်လန့်တုံလုံးတဲ့အကြောင်းတင်ဆက်ပေးပါမယ်နေပြည်တော်ကိုဗဟုပြုပြီးဒီကနေ့မနက်အစောပိုင်းကလင်းလှုပ်ခတ်ခဲ့ပြီးပြည်သူများနဲ့နန်းစီရဲဝန်ထမ်းများထိတ်လန့်တုံလုံးခဲ့ကြောင်းဝန်ထမ်းများနဲ့ပြည်သူများထံမှဆုံးဆန်းသိရှိရပါတယ်ဒီကနေ့မနက်ဧပြီလ14ရက်နေ့မနက်2:32မိနစ်အချိန်နေပြည်တော်ဒက္ခိနတီတီမြို့နယ်ဤမြေအောင်နယ်9.3 6ကီလိုမီတာကိုပဟိုပြုတ်ပြီးရစ်စတာစကီ၄.၃အစဉ်အင်အားတင်းတင်းရှိတဲ့မြင်းကလေးတစ်ခုထပ်မံလောက်ခတ်ခဲ့ကြောင်းအမျိုးသားညီညွတ်ရေးဆိုရလူသားချင်းစာနာထောက်ထားရေးနဲ့ဘီအန်ရဲ့ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကတရင်ထုတ်ပြန်ပါတယ်။ဒီမနက်အားလုံးအိမ်မောကြနေခြင်းငလင်းလောက်တာအတော်ကိုတည်တာတဲ့အဲ့ဒါအကုန်ကိုထပြင်းရတာဒီတကောင်လောက်တာကလည်းအတော်ကိုကျမ်းပါတယ်ငလင်းလောက်ပြီးတော့အပြစ်မှာပဲထွက်ပြီးငုတ်တုတ်ထိုင်နေရတယ်လို့နေပြီးတော့ရွှေကြပင်ရက်ကွက်မှာပြည်သူတောင်းကပြောပါတယ်။နေပြီးတော့မှနန်းစီဒီယံဝန်တန်းအများစုကလည်းဒီကနေ့မနက်ပိုင်းလောက်ခတ် ်သွားခဲ့တဲ့ငလင်ကြောင့်ဝန်ထမ်းမိသားစုတွေထိတ်လန့်တုန်လှုပ်ကြကြောင်းပြောဆိုပါရယ် စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလားဗီဒာညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ကြမ်းအရဒီကနေ့ဧပြီလ14ရက်နေ့မနက်9:32မိနစ်ချိန်တောင်တွင်ကြီးမြို့ရဲတောင်အရှိတောင်ဘက်12မိုင်ခန့်ကွာအနက်17ကီလိုမီတာခန့်ကိုပဟိုပြုပြီးအင်အားရစ်စတာစကိန်၅အဆင့်ရှိအင်အားအတင်းတင်းရှိတဲ့မြင်းကလေးတစ်ခုထပ်လုပ်သွားခဲ့ကြောင်းသိရပါတယ်။ဒီမနက်9:33မိနစ်လောက်တောင်တွင်ကြီးမြို့ပေါ်မှာလည်းစက္ကန့်20ကျော်လောက်ငလင်တိတိတတာလှုပ်ခတ်သွားတယ်လို့တောင်တွင်ကြီးမှပြည်သူတောင်ကဆိုပါတယ်။အလားတူမနေ့ကဧပြီလ13ရက်နေ့မြန်မာစံတော်ချိန်ည7:00 16မိနစ်ချိန်မောက်မယ်မြို့ရဲ့အရှိတောင်ဘက်36မိုင်ခန့်ကွာ အနက်30ကီလိုမီတာခန့်ကိုပို့ပြပြီးအင်အားရစ်စတာစကေ3.9အစဉ်ရှိအင်အားအနည်းငယ်ရှိရဲ့မြင်းကလေးတစ်ခုနဲ့လောက်ခတ်သွားခဲ့ကြောင်းမိုးလေဝသနဲ့ဇလဗေဒညွန့်ချမှုဦးစီးဌာနကသတင်းထုတ်ပြန်ပါတယ် ဆလဘီဒေါအောင်ဆန်းစုကြည်နဲ့ဓာတ်တူနန်တူဖြစ်နေလို့သကိုင်းကလင်ကိုနာမည်ပြောင်းနေကြောင်းတင်ဆက်ပေးပါမယ်။တိကပြည့်စည်မှုများခဲ့တဲ့သကိုင်းကလင်ကိုစစ်ကောင်စီမှမန္တလေးကလင်လိုပြောင်းလဲခေါ်ဆိုခိုင်းခြင်းမှာဒေါအောင်ဆန်းစုကြည်နဲ့ဓာတ်တူနန်တူဖြစ်နေခြင်းစစ်ကောင်ဆောင်ရဲ့အခါတော်ပြီးမှအမည်ပြောင်းခိုင်းခြင်းဖြစ်ကြောင်းသိရပါတယ်။စာခါစဒေါအောင်ဆန်းစုကြည်ဆိုတဲ့အမျိုးသမီးကိုဘလောက်တောင်မှကြောက်လဲဆိုရင်ထောင်ထဲမှာထားတာတော့သူ့ရဲ့အချိန်ဝါကိုတအားကြောက်တာဒါကြောင့်သကိုင်းကလင် ဆိုတာကိုနာမည်ပြောင်းလိုက်တာလို့စစ်ဘက်ဖရဲတီတအုပ်ကပြောပါတယ်။သကိုင်းကလင်ကျောင်းနေပြည်တော်မြို့ကြီးပြစီသွားတဲ့အတွက်သကိုင်းစကနဲ့ဓာတူနန်တူစုကြည်ဒေါအောင်ဆန်းစုကြည်ကဖြက်စီမှကြောက်တဲ့အတွက်နာမည်ပြောင်းခြင်းဖြစ်ပါတယ်။မလ28ရက်နေ့ကသကိုင်းမြို့ကိုအခြေပြုလှုပ်ခတ်ခဲ့တဲ့ငလင်ကျောင်းနေပြည်တော်သကိုင်းနဲ့မန္တလေးတိုင်းတို့မှာထိခိုက်ပျက်စီးတည်ကျင်းမှုများခဲ့ပြီးအထူးသဖြင့်နေပြည်တော်မှာအုပ်ချုပ်ရေးရန်တရားထိခိုက်ပျက်စီးခဲ့ရတဲ့နှစ်20တပ်တန်းသားရှိတဲ့နေပြည်တော်ရှိအစိုးရရုံးများဝန်ထမ်းအင်အားများထိခိုက်ပျက်စီးမှုများခဲ့တယ်လို့သိရပ ပါတယ်။ဇလဘီတကြံကာလကံဘလူမျိုးနဲ့ပြူစောတီဖုန်ကြီးဝါတော်ဝါရဲ့နီရ မော်တော်ကြီးရွာမှာစစ်မှုထမ်းခိုင်းဖို့လူငယ်တွေကိုပြူစော်တီနေစစ်ဘက်ကအတင်းအကျပ်ဝင်ရောက်ဖမ်းဆီးရကြောင်းတင်ဆက်ပေးပါမယ်။သခိုင်းတိုင်းကမ်ပလူမျိုးနဲ့မော်တော်ကြီးရွာမှာမြမယူရနှစ်တက်ကိုတကြံကာလာစစ်မှုထမ်းခိုင်းဖို့လူငယ်တွေကိုပြူစော်တီနေစစ်တပ်ကဝင်ရောက်ဖမ်းဆီးကြကြောင်းအဆိုပါဒေသမှပြည်သူများထံမှသိရပါရယ်။ဧပြီလ23ရက်နေ့သခိုင်းတိုင်းကမ်ပလူမျိုးနဲ့မော်တော်ကြီးရွာကိုနေ့လယ်ပိုင်းချိန်ပြူစော်တီနေစစ်တပ်ကဝိုင်းဝန်းပိတ်ဆို့ပြီးအရွယ်ရောက်ပြီးသားစစ်မှုတမ်းရန်အကျုံးဝင်နေတဲ့လူငယ်50ခန့်ကိုဝင်ရောက်ဖမ်းဆီးပေါ်တာဆွဲသွားခဲ့ကြောင်း ဆိုပါကျင်းရွာမှာပြူစောတိကောင်းဆောင်ဝါတော်ဖုံကြီးရဲ့ကျင်းရွာဖြစ်ကြောင်းသိရပါတယ်။ဝါတော်ကြောင်ရှိရာမော်တော်ရွာမှာနေလေကင်းစစ်တပ်ကဝိုင်းဝန်းပိတ်ဆို့ကလူငယ်ကား90ကိုစစ်မှုထမ်းကင်ဖို့ပေါ်တာဆွဲသွားပါတယ်။ပြူစောတိကောင်းဆောင်ဖုံကြီးဝါတော်ကမော်တော်မှာမနေပါဘူးသူကအမတ်ချောင်းရချောင်းအမြောက်တိုင်ရင်ထဲမှာနေပါတယ်လို့ဒေတာကန်တင်းရင်းမြစ်တွေကပြောပါတယ်။မော်တော်ကျင်းရွာမှာမွတ်စလင်ဘာသာကိုးကွယ်တဲ့လူငယ်တချို့ကစစ်တပ်ကစစ်မှုထမ်းကင်ဖို့ပေါ်တာဆွဲသွားကြောင်းမော်တော်ကျင်းရွာမှာစုပေါင်းနေထိုင်ကြတဲ့ကျင်းရွာတစ်ခုပြရာအများစုမှာစ စစ်မှုမတန်းလူကြောင်တင်ရပါတယ်။ ဆလာဘီတကြံကျိုးနေမှာစစ်ကောင်စီကဒဇယ်မျိုးနဲ့လင်မရွာဖုန်ကြီးကြကိုလင်းရင်နဲ့ပုံကျဲတခိုင်မှုအမျိုးသမီးတအုပ်တည်ဆောင်တဲ့ကြောင်းတင်ဆက်ပေးပါမယ်။သကိုင်းတိုင်းဒဇယ်မျိုးနဲ့လင်မရွာဖုန်ကြီးကြကိုအကြံဘတ်စတက်ကလင်းရင်နဲ့ပုံကျဲတခိုင်တာကြောင့်အမျိုးသမီးတအုပ်တည်ဆောင်ကြောင်းရွှေဘုံခရိုင်မကွနစ်တရင်မှာတာဝန်ရှိသူတအုပ်ကပြောပါရယ်။ AB လ73ရက်နေ့နေ့လယ်3:36မိနစ်ခန့်မှာဒဇယ်မျိုးနဲ့လင်မရွာဖုန်ကြီးကြကိုအကြံဘတ်စတက်ရဲ့တအုပ်လီတာနဲ့မိထီလာရှမ်းတဲလီတာမှတက်လာတဲ့ဂျက်ဖိုက်တာနှစ်စီးနဲ့ပုံကျဲတခိုင်ခြင်းဖြစ်ကြောင်းသိရပါ ပါတယ်။အဲ့ဒီပုံကျဲတိုက်ခိုက်မှုအတွင်းအသက်30အရွယ်မပွားဦးပွဲချင်းပြီးတည်ဆုံးပြီးအသက်40အရွယ်ဦးညိုလင်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။တတအုပ်တွေတက်ကတက်လာတဲ့ Jet Fighter တစ်စီးနဲ့မိထီလာရှန်တန်လီဒတ်တက်လာတဲ့ MiG 29 Jet Fighter တစ်စီးတို့နဲ့30မြို့နဲ့လေမရွာဖုန်ကြီးကြောင်းကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတာအသက်30နှစ်အရွယ်မပွားဦးတည်ဆုံးနဲ့အသက်40အရွယ်ဦးညိုလင်းထိခိုက်ဒဏ်ရာရတယ်လို့ရွှေဘိုခရိုင်အမှတ်9တရင်မှာတာဝန်ရှိသူတောင်ကပြောပါရယ်ဆလာဘီမင်တမ်မျိုးန နှစ်ချင်းခရီးရန်ဖျားကြောင့်လေကြောင်းတိုက်ခိုက်ခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ချင်းညီနောင်ထိန်ချုပ်ထားတဲ့ချင်းပြည်နယ်တောင်ပိုင်းမင်းတပ်မျိုးမြို့မှနှစ်ချင်းခရီးရန်ဖျားကြောင့်လေကြောင်းပုံကျဲတိုက်ခိုက်ခံရလို့ဖျားကြောင်းပါဝင်အစားအုပ်တချို့ပျက်စီးသွားကြောင်းဒေသခံများထံမှသိရပါရတယ်။ ဧပြီလ23ရက်နေ့ညနေ4နာရီဝန်းကျင်မှာမင်းတပ်မျိုးမျိုးမနေချင်းခရီးရန်ပြားချောင်းကိုစစ်ကောင်စီကပေါင်900ပုံတီနဲ့လေကြောင်းပုံကျဲတိုက်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။လောလောဆယ်တော့ဘုရားချောင်းပျက်စီးရပဲတရားသေးတယ်။အဲ့ဒီနေရာကိုမသွားရဲကြသေးလို့တခြားထိခိုက်မှုအခြေအနေအသေးစိတ်ကိုတော့မတရားသေးဘူး။တာဝန်ရှိသူတွေကထုတ်ပြန်လာလိမ့်မယ်ထင်ပါတယ်လို့မင်းတပ်မျိုးဒေသခံမျိုးသားတောင်းကပြောပါတယ်။အဆိုပါလေကြောင်းတိုက်ခိုက်တဲ့အတွက်မျိုးမနေချင်းဘုရားချောင်းပါဝင်အနီးနားရှိရဲ့စောက်တချို့ပျက်စီးသွားပြီးဒေသခံပြည်သူတွေကပျက်စီးသွားတဲ့ဘုရားချောင်းတွင်ပျက်စီးများရွှင်ခြင်း င်တန်ဆင်းပြုလုပ်ခြင်းများဆောင်ရွက်နေကြောင်းသိရပါတယ်။အေဗီလာ၁၂ရက်နေ့မနက်ပိုင်းကလည်းကမ်ပတ်လန်မြို့အရှိပြည်ရကွမ်မစစ်ကောင်စီကပုံချင်းတိုက်ခိုက်လို့အသက်၄၀ဝန်းကျင်မြို့သားတအုပ်သိမ်းဆုံးခဲ့ပါရယ်အလားတူအေဗီလာ၉ရက်ကလည်းမင်းတပ်မျိုးနဲ့ဖွေကြီးရကိုစစ်ကောင်စီတပ်ကလေကြောင်းမှပုံချင်းတိုက်ခိုက်ပြီးခရီးရန်ဓမ္မဆရာတအုပ်ကလေးပါဝင်၆ဦးသိမ်းဆုံးပြီးအမျိုးသမီးကလေးအပါဝင်ကိုထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါရယ် ဆက်လက်ပြီးပမော်မြို့နယ်ရှိစစ်ကောင်စီတပ်စခန်းအများစုတင်ထားပြီးလက်ကျန်းစာခခ23ဌာနချုပ်တင်နိုင်ဖို့ကြိုးပမ်းနေတယ်လို့ KAI ပြောတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ KAI နယ်မြေကိုစစ်ကောင်စီကတပတ်အတွင်းလေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်မှုအကြိမ်900နီးပါးပြုလုပ်တယ်လို့သိရပါတယ်။ကချင်ပြည်နယ်ပမော်မြို့တင်းစစ်စင်ကိုကချင်လွတ်လပ်ရေးတပ်မတော် KAI နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကဆက်လက်ဆင်နွှဲနေစေဖြစ်ကြောင်း KAI ကို KAI သတင်းပြန်ကြားရေးဌာနက AB လ73ရက်ညပိုင်းမှာသတင်းဖော်ပြပါရတယ်။ပမော်မြို့တင်းပိုင်နိုင်2024ဒီဇင်ဘာလရက်မှာမြို့တင်းစစ်စင် င်စတင်ခဲ့ပြီးတိုက်ပွဲလေးလကျော်ကြာပြီးဖြစ်ပြီးစစ်ကောင်စီကလေကြောင်းပြင်တန်းခုခံတိုက်ခိုက်လျက်ရှိပါတယ်။ KIA ပူးပေါင်းတပ်ကပုံမောင်မျိုးနယ်ရှိစစ်ကောင်စီစခန်းများစုကိုတိုက်ခိုက်သိမ်းယူထားနိုင်ခဲ့ပြီးကြံနေတဲ့စခက21ဌာနချုပ်ပါဝင်ပုံမောင်မျိုးကိုအလုံးစုံသိမ်းပိုင်နိုင်ဖို့ဆက်လက်ကြိုးပမ်းနေဆဲဖြစ်ကြောင်း KIA ကလက်ရှိစည်ရင်းအခြေအနေကိုဒီကနေ့မှအသိပေးပါတယ်။ KIA ကပုံမောင်မျိုးစခက21အနီးရှိတိုင်ရင်ဌာနချုပ်အရှုနဲ့တင်ကားတိုင်ရင်တန်ချက်ကတိုင်ရင်အခြားကာကင်းစခန်းများလင်းရင်ကွင်းနေရာတွေကိုသိမ်းပိုင်ထားပြီးဖြစ်ပါတယ်။ပြီးခဲ့ ဲ့တဲ့တပတ်အတွင်းစစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားရာနေရာတွေအပြင်ကရင်နယ်မြေမှာဝိုင်းတွင်လေယာဉ်နဲ့134ကြိမ်ဂျက်ဖိုင်တာနဲ့17ကြိမ်ဒရုန်းနဲ့68ကြိမ်လက်နက်ကြီး284ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဖော်ပြပါရယ်ဒါကြောင့်ပြီးခဲ့တဲ့တပတ်အတွင်းစစ်ကောင်စီကကရင်နယ်မြေကိုပုံကျဲတိုက်ခိုက်မှုအကြိမ်ပေါင်း486ကြိမ်တိုက်ခိုက်ခဲ့တာကိုတွေ့ရပါတယ်။ စစ်ကောင်စီကရှားရီအပြစ်ရမယ်လို့ကြေညာထားတော်လင်းလေကြောင်းတိုက်ခိုက်မှုနဲ့မြေပြင်ထိုးစစ်ဆင်မှုများဆက်ရှိနေကြောင်းကချင်တရင်အရင်မြစ်တချို့ကရှခင်ကလေးကပြောထားပါတယ်အထူးသဖြင့်ပမော်မျိုးကိုနေ့စဉ်နှီးပါလေကြောင်းတိုက်ခိုက်နေတယ်လို့တရင်အရင်မြစ်ကပြောပါတယ်ကချင်ပြည်နယ်အတွင်းစစ်ကောင်စီ တပါနဲ့တက်နဲ့ KIA ကြတိုက်ပွဲဖြစ်ပွားခဲ့မှုဖြစ်စဉ်တချို့ကိုလည်း KIA သတင်းပြန်ကြားရေးကဖော်ပြပါရယ်။ April 23ရက်နေ့က KIA တပ်မဟာနဲ့တရင်20နှစ်မြည်ရှိလဝါကျင်းရွာနီးခွန်တိုင်ရန်ကျင်းရွာဝင်ကျင်းကိုစစ်ကောင်စီတပ်နဲ့မင်းစီတပ်ပြည်သူစင်ဖွဲ့များစစ်ကြောင်းထိုးလာပြီး KIA နဲ့တိုက်ပွဲဖြစ်ခဲ့တယ်လို့အတည်ပြုပါရယ်။ဒီမနက်ပဲစစ်ပွဲဖြစ်တယ်လို့ကြားတဲ့ထိတွေ့တာပေါ်စစ်ပွဲနေငယ်ဖြစ်တာအဲဒီလီဒိုလန် ရှဒူးစုရွာနပီမှာထိတွေ့တိုက်ပွဲဖြစ်တယ်လို့ကြားတယ်လို့ကချင်းစင်ရေးတည်င်းအင်းမြစ်ကပြောပါတယ်။အခြားတည်င်းအင်းမြစ်တောင်ကလည်းမနေ့က9နိုင်လောက်ကနေစခရီနဲ့ပြည်သူစစ်တွေပူပေါင်းအင်အား300 400လောက်ရှိမယ်။လက်ဝါးနဲ့ဒွန်ဘက်ဘက်ကိုထိုးစစ်ဆင်လာတာသူတို့အင်အားအလုံးရင်းပေါ်ခွန်ဆိုင်ရန်ဘက်မှာတိုက်ပွဲဖြစ်တာမနေ့ကတနေ့ကုန်ပဲတနိုင်းသွားတဲ့လမ်းပေါ်လို့ပြောပါတယ်။ဒါအပြင်အီဗီလာ17ရက်က KIA တည်င်း26နဲ့မြေတွင်းမှာလည်းရှမ်းဒီ SNE တပ်နဲ့စစ်ကောင်စီပူပေါင်းတပ်စစ်ကြောင်းထိုးလာပြီး KIA နဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုကြောင်းတည်င်း င်းမှာဖော်ပြပါရှိပါရဲ့ရှင်။